မင်္ဂလာပါကျွန်တော်တို့ဆိုင်ငယ်နေပညာဆွေဝင်သားသူများ page မှာခတ်မှုဆွေဖြစ်ပါတယ်ဒီဗီဒီယိုပေါ့နော်ဒါကျွန်တော်သင်တန်းသားတွေအတွက်ဒါကျွန်တော်ဗီဒီယိုလေးရိုက်ရှင်းနေပေါ့နော်ဒါကျွန်တော်တစ်တော်ညီကိုတွေကျွန်တော် page ကညီကိုတွေလည်းအဲသိအောင်ဒါ another click မျှဝေတာပါကျွန်တော်ဒီဆိုင်ငယ်အကြောင်းတွေစပြီးတော့စာရေးတယ်ခုနောက်ပိုင်းပေါ့နော်အဲဗီဒီယိုတွေလုတ်တယ် လောက်တဲ့ကံပါကျွန်တော်ဘာအဓိကသိသိချင်းလဲဆိုလို့ရှိရင်ဥမာပြဒါကြီးမို့ဒါပြက်သွားတယ်ဒါတော့ဒီလိုပြင်နေဆိုတာမျိုးကဟိုပြော့ပြန်နေဆရာကြီးလည်းအများကြီးရှိတယ်ဒါအလိုတကူလည်းရှားကြည့်လို့ရတယ်အပိုင်းတွေပေါ့နော်ဥမာဟိုကျွန်တော်ပြောချင်တာဘာတစ်ခုမကောင်းလို့လဲဒါတော့ဘယ်လိုလဲမလဲဥမာပေါ့နော်ဒီလိုဒါ PC တွေမှာဆိုရှင်ဒါနောက်ဟို ground line ကြည့်မှလားပေါ့နော်ဟို engine ကိုင်းကြီးကြည့်မှလားအဲစသည်ဖြင့်အများကြီးရှိတယ် ဒါတွေကလွယ်တယ်ပေါ့ထွန် live မှာလည်းအများကြီးရှိတယ် YouTube တွေမှာမှလည်း share ချလို့ရတယ်ဒါကြောင့်ကျွန်တော်ဘာလို့လုတ်ပေးဖြစ်လဲဆိုတော့အတွေးခေါ်ပိုင်းတွေကိုပဲဦးစားပေးပြီးလုတ်ပေးဖြစ်တယ်အဲဗီဒီယိုတွေဆက်ရိုက်ပြီးဆိုတဲ့အခါဟို user တွေလည်း user တွေအလှရောက်ပေါ့နော်ဘယ်လိုတွေပြုပြင်ထိန်းသိမ်းရမလဲဆိုတော့အပိုင်းတွေသိအောင်အဲဆက်ပြင်မဲ့ညီကိုတွေဆိုလို့ရှိရင်လည်းဒါဘူးတူတာတွေရှိအောင်ပေါ့နော်ပြီးတော့တွေးတဲ့ခေါ်တဲ့အောင်ဒါဆက်ဆက်ရတယောက်မြင်တဲ့အမြင်မျိုးတွေရှိအောင်ဒါတွေကိုပဲအဓိကထားပြီးတော့လုတ်ပေးဖြစ်တယ်ပေါ့နော် ဒါကြောင့်မှဘာပြောနေတာဆိုရိုးရိုးပြီးရမှာတော့ဟိုတလိုင်းစီသွားတာပေါ့နော်ရိုးရိုးပြီးရဆိုတာဒါ EFI မဟုတ်ခင်ဘီအထီက C line တလိုင်း mid line တလိုင်း engine line တလိုင်းဒီလိုသွားတယ်ပေါ့နော်အကုန်လုံးကဒီလိုပဲသွားတယ်အဲဒီမှာကျတော့နည်းနည်းလေးထပ်ပြီးတော့မြင့်လာတယ်ပေါ့နော်ဒါပေမဲ့ရိုးရိုးပြီးရကိုကျွန်းကျွန်းကျင်ကျင်ကိုကတိထားမယ်ဟိုစနစ်တကျ သိမယ်တွေးတတ်မယ်တွေးတတ်တဲ့အကျင့်တွေပါရှိတယ်ဖြတ်ထုတ်ဉာဏ်တွေရှိတယ်ပေါ့နော်ရိုးရိုးပြီးတွေမှာဒီလောက်ထီကိုကအတွေးခေါ်ပိုင်းတွေအားကောင်းလာလို့ရှိရင်ဒီ EFI မှာကျတော့ဟိုနည်းနည်းတော့ကလေးပေါ့နော်ထပ်ပြီးတော့ဟိုကွန့်ပေးလိုက်ရုံနဲ့တော့အဆင်ပြေတယ်နည်းနည်းတော့ကလေးလေးလာလိုက်ရုံနဲ့ကျတော့ဆက်ပြီးတော့လေးလာထက်တော်မယ်ပေါ့နော်ပြည့်စုံမယ်လို့ကျွန်တော်မပြောဘူးပေါ့နော်ဒီ EFI ကြီးကလည်းအဲတစ်နှစ်နဲ့တစ်နှစ်ဟို model တစ်ခုနဲ့တစ်ခုကထပ်ပြီးမြင့်လာတာရှိတယ်နောက်ပိုင်းလည်းဒီသက်ထပ်ပြီးတော့မြင့်လာနိုင်တဲ့ဟာတွေအများကြီးရှိတယ်ဒီတော့ ဟိုရိုးရိုးပြီးတွေကိုကျွန်တော်ကကျွမ်းကျင်သွားပြီးကောင်းကောင်းမွန်မွန်ပြင်တတ်သွားပြီးပေါ့နော်စနစ်တရားသိသွားပြီးဆိုချင်ဒီ EFI နေအတွက်ကလည်းလေ့လာလိုက်မယ်ဆိုလို့ရှင် EFI ရဲ့အခြေခံဘောတရားတွေသိသွားပြီးလုံဆောင်မှုတွေသိသွားပြီးဆိုတော့နောက်ကိုယ်တိုင်ဆက်ပြီးတော့လေ့လာတဲ့အခါလည်းအများကြီးလွယ်ကူတယ်လိုင်းပေါ်မှာလည်းလေ့လာတတ်သွားပြီပေါ့နော်ဒီတိုင်းအစိမ့်တသက်ကြီးဆိုရင်တော့ကျွန်တော်ဘာမှသိမှာမဟုတ်သေးဘူးပေါ့နော်အဓိကပြောချင်တာဒါဆို PCA ပေါ့နော် MK10 ဒါဆို PCA 160ပေါ့ Okay ဟုတ်ပြီဒီမှာဘာပြောချင်တာလဲဆိုတော့ ဒီမှာ engine line ကတော့ထုံးစံတိုင်းပေါ့နော် engine line တစ်လိုင်းပဲတည်တဲ့သွားမယ်သူကလည်းသူက compression line ပေါ့နော် engine ကဒီတစ်လိုင်းပဲသွားမယ်ဒီမှာမကြဘာရော့သွားလဲဆိုရှင် C line မီးလိုင်းရော့သွားလေဘလို့ရော့သွားလဲဆိုရှင် C line ကိုရောမီးလိုင်းကိုရောကဒီ ECU ကထင်းချုပ်တယ်ပေါ့နော် ECU ဆိုတာ engine control unit ပေါ့နော်ဒီဥစ္စာကြီးကနေပြီးတော့အကုန်လုံးကိုထင်းချုပ်ထားတယ် C line ကိုလည်းထင်းချုပ်တယ်မီးလိုင်းကိုလည်းထင်းချုပ်တယ်အဲ့ဒီတော့ C line မီးလိုင်းကဟိုကွဲမသွားဘဲနဲ့ဆက်နွယ်လိုဖြစ်သွားတာပေါ့နော်ဆက်နွယ်လိုဖြစ်သွားတာဆိုတော့ ဒီ easy way ထိန်းချုပ်မှုအောက်မှာပဲနှစ်ခုစလုံးရှိတယ်ပေါ့ဟိုတော်တို့ကရိုးရိုးပြီးမှတော့တလိုင်းဒီဆက်ရတာလို့ဒီမှာတော့မကောင်းဆိုအကုန်ဆက်ရမယ်ပေါ့နော်ဟို C line ကိုလည်းဒီနံပါတ်၁ပေါ့နော်ပန့်လဲဖို့အဲပန့်လဲဖို့ဆိုတဲ့နေရာမှာလည်းအကုန်ဆက်နွယ်သွားတယ်ဒါ CKB line တွေဟိုဆက်နွယ်သွားတယ်ပေါ့နော်ဒီ injector ကောင်းမကောင်းနဲ့ injector socket ကျိုးလို့မလို့တဲ့စသဖြင့်အကုန်ဆက်နွယ်သွားတယ်ပြီးတော့လည်းဟိုဒီ ECU လေးကိုသူကအပေါင်းစနစ်ဖို့ရောက်ပြီဆိုတာနဲ့အဲတော့ဖွင့်လိုက်တဲ့အခါမှာဒီ ECU ရောအပေါင်းစနစ်ဖို့ရောက်မယ်ရောက်တဲ့အခါမှာဒီ ECU ကနေပြီးတော့စနစ်ဖို့ဖြန့်ပေးရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဥပမာဒီတော့ဖွင့်လိုက်တဲ့တော့ဖွင့်လိုက်တဲ့အချိန်မှာ ECU ရဲ့ဟိုစနစ်ဖို့ရောက်တယ်ရောက်တဲ့အခါမှာသူကဘယ်လိုတွေအလုပ်လုပ်လဲဆိုလို့ရှိရင်ဒီကောင်ကလဲ C line ကို B line ကိုပေါ့သူလိုက်ပြီးတော့ဖြန့်ပေးရတဲ့ဟာတွေရှိတယ်ပေါ့နော်ဥပမာတော့ဖွင့်လိုက်တာနဲ့ကျွန်တော်က ဟိုတော့နေပြီးတော့တဆင့်ပါနော်ဖြူတွေကနေပြီးတော့တဆင့်အဲကျွန်တော်ကဒီပန့်နေပလက်ကွိုင်းနေဒီမီးလိုင်းနဲ့ဆက်နွယ်တဲ့ဟာမျိုးတွေပေါ့နော်အဲမီးလိုင်းနေဆက်နွယ်တယ်မဟုတ်ဘူးစီလိုင်းနေဆိုလို့ရှိရင်ဒါအင်ဂျင်တာဘိုင်းနေပေါ့နော်ဒါကြောင့်ကျွန်တော်ပြောတာဒီဘိန်းနေမှာじゃစီလိုင်းမီးလိုင်းကဟိုတတွဲတဲ့လို့ဖြစ်သွားတာပေါ့နော်တောက်ဖွင့်လိုက်တာနဲ့စီလိုင်းတော့ကောမီးလိုင်းတော့ကောလိုအပ်တဲ့အပေါင်းတွေကိုဖြူတွေကနေတဆင့်ရောက်တယ်ရောက်တဲ့ခါမှာအဲ့ဒီဆက်နှက်ဖို့အတွက်အပေါင်းဆက်နှက်ဖို့ကရောက်ပြီးသားဖြစ်တဲ့အတွက်ဒီ EC1 နေပြီးတော့စီလိုင်းတော့ကော မိတိုင်းတော်တော်အနှုတ်ကိုလိုအပ်လို့ထုတ်ပေးတယ်ဆက်နပ်ဖို့ပေါ့နော်အနှုတ်ဆက်နပ်ဖို့ကိုလိုအပ်လို့ထုတ်ပေးတယ်ဒီအပေါင်းနေတဲ့တောက်ဖက်တဲ့ကရောက်တဲ့ခါမှာ ECU နဲ့ပြီးတော့အနှုတ်ကိုထုတ်ပေးတယ်လို့ကျန်တဲ့စန္ဒာဘိုင်းတွေအတွက်လည်းဒီကနေပြီးတော့သင်းဒါဖိုက်ဖို့ပြန်ပေးရတယ်ဟာရှိတယ်ပေါ့နော်စန္ဒာတွေတို့အဲဟိုအဲ့ဒါကြောင့်မို့လို့ဒီဘီးတွေမှာကြတော့ကျွန်တော်တို့ကစီတိုင်းပြီးလိုက်တည်တံတော့မဟုတ်တော့ဘဲနဲ့ဟို2 step by step ပေါ့နော်ဆစ်ဆစ်ရမယ် အပိုင်းတွေရှိပါတာပေါ့ဒါပေမဲ့လည်းကျွန်တော်အမြဲတမ်းပြောတဲ့အခြေခံအပိုင်းအောင်လုပ်ပါရိုးရိုးဗီဒီယိုအဆင်ပြေအောင်ဟိုကျွမ်းကျင်အောင်ပေါ့နော်စနစ်တကျလေ့လာတတ်အောင်လုပ်ပါဆိုတာဟိုအကြောင်းပဲပြောတာတော့မဟုတ်ဘူးပေါ့နော်ရိုးရိုးဗီဒီယိုကျွမ်းကျင်ပြီးဆိုလို့ရှိရင်အဲဒီလို EFI တွေလည်းတင်ရတာပိုလွယ်တယ်တွေးတက်သွားပြီနောက်တစ်ခုက EFI ကိုပတ်သက်ပြီးတော့လေ့လာတတ်သွားပြီပေါ့နော်လေ့လာတတ်သွားပြီဆိုတာကဥမာဟိုဒီတိုင်းလေ့လာမယ်ဆိုတော့ကျွန်တော်တို့ကဒီဗီဒီယိုဆိုပြင်တတ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုက EFI အခြေခံရှိတယ်။ဒါမှမဟုတ်ကျွန်တော်ပြောချင်တာဒီ PC ကိုကိုတခါမှမမြင်ဘူးမတွေ့ဘူးဆိုပါစို့ပေါ့နော်။ဒီဒီ model ဘောနော်ဒီကျိုးလိုင်းတွေဘာမှမသိဘူး။ကိုတခုမှမကြည့်ရသေးဘူးဆိုပါစို့။ဒါမှကို့မှာဟို EFI နဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေကိုသိထားမယ်။ဆိုလို့ရှိရင်ဒါကျိုးအောင်လည်းလိုက်ပြီးတော့တောင်းတာစဉ်းစားလို့ရတယ်ပေါ့နော်။ပြင်ဖို့အတွက်ဒါကဘာကျိုးလဲ။ဒီကျိုးကဘာအတွက်လို့လို့ဆိုလဲဆိုတာကျွန်တော်သိထားမယ်ဆိုလို့ရှိရင်အများကြီးအဆင်ပြေတယ်။ဒါကြောင့်မို့ပြောတာပါရိုးရိုးပြီးကြွန့်ကြင်အောင်လုပ်ပါ။ ပြီးလို့ရှိရင် EFI အခြေခံဒီသဘောတရားတွေစံစာတွေရဲ့အလို့လုံးပုံတွေဒီ ECU ရဲ့ဟိုဒါအပေါင်းတွေဘယ်လိုရောက်လာတယ်ပြီးတော့ ECU ကနေပြီးတော့ဘယ်လိုလုံးလုံးတယ်အဲဒီမှာဆိုရှင် smart key ဖြစ်သွားတဲ့အတွက် ECU နဲ့ SU နဲ့ဘယ်လိုချိတ်ဆက်ပြီးတော့လုံးလုံးတယ်ဒါတွေပေါ့နော်ဒါတွေကိုသိသွားပြီးဆိုလို့ရှိရင်နောက်ကိုကိုယ်တိုင်ဆက်ပြီးလေ့လာတဲ့အခါမှာလည်းလွယ်ကူပါတယ်အဲဒါကတော့ဒီသဘောတရားလေးတွေကိုပြောပြတာပါနောက်ပိုင်းလဲ EFI နဲ့ပတ်သက်တဲ့ဟာလေးကျွန်တော် သဘောတရားလေးတွေပြောပြပါအောင်မပေါ့နော်အဓိကကတော့ကျွန်တော်ကဒီသဘောတရားပိုင်းနဲ့ပတ်သက်တာတွေကိုဦးစားပေးပြီးလုပ်ပေးဖြစ်ပါတယ်အဲစိတ်ဝင်စားတဲ့ညကိုရီးယားတော့ EFI တော့ပဲဖြစ်ဖြစ် UUB တော့ပဲဖြစ်ဖြစ်တင်နန်းတက်လို့ရတယ် Oreo ပုတ်လည်လာပြီးတော့နားထောင်လို့ရတယ်ပေါ့နော်အဲအဲ့ဒီအကြောင်းကတော့ကျွန်တော်ဒီဆိုင်ငယ်နေပညာစိတ်ဝင်စားသူများဆိုတဲ့ page မှာပဲဖြစ်ဖြစ်ဒီ TikTok message ပေါင်းမှာပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့တက်ရောက်လို့ရတယ်အဲဒီတဲမှာဆိုလို့ရှိရင်အဒိုင်ယာဂရမ်ဖန်တီးတွေ smacky အခြေခံတွေစံသာအချက်လက်တွေကိုဘယ်လိုစစ်ဆေးရမလဲဆိုတဲ့ဟာတွေကစပြီးတော့အကုန်အသေးစိတ်ရှင်းပြထားပါတယ်အတွေးခေါ်ပိုင်းတွေလည်းအများကြီးရပါမယ်ပေါ့နော်ဟုတ်ကဲ့ပါဆက်ဝင်စားတဲ့ညီကိုရီးယားငှောဆက်သွယ်ပြီးတော့တင်တဲ့တက်ရောက်လို့ရပါတယ်